မိမပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရရှင်မိမပြည်သူများရှင်ကျွန်မဒီနေ့မိမပြည်သူများပထမဦးဆုံးမေးရမယ့်မေးခွန်းလေးကတော့မိမပြည်သူများဒီနေ့ထိပေါက်ကြလားရှင်မေးခွန်းလေးမေးပြီးရခါမှာကျွန်မလည်းမိမပြည်သူများကိုပြန်ပြီးတော့ဖြေကြားခြင်းပါတယ်ကျွန်မဒီလားထိမပေါက်သေးပါအောင်ရှင်ဒီနေ့မှာထိပေါက်တဲ့သူလည်းရှိပါလိမ့်မယ်ထိပေါက်ကြရဲဆိုရင်ဘလောက်ပဲပေါက်ပေါက်စတိလေးကိုတော့လှူချဖို့အတွက်ကျွန်မတိုက်တွန်းခြင်းပါရှင် ဘာကြောင့်လဲဆိုရင်ကျမတို့ထိပေါက်တယ်ဆိုတာကငွေကြေးအမောင့်တစ်ခုကိုအလကားရလိုက်တာပါရှင့်လုံလောက်တဲ့ရင်းနှီးပိတ်ဆက်မှုတော့ရှိရပါတော့အဲ့ဒါပါလဲဆိုတော့ထိထိုးတာပါပဲထိထိုးမှုအတွက်ကိုပတ်စံ1000 2000အကုန်ခံလိုက်တယ်ဒါပေမဲ့1000 2000ပဲအကုန်ခံပေမဲ့ကျမတို့သိန်းပေါင်းထောင်နဲ့ချီပြီးတော့ရရှိနိုင်တဲ့အခွင့်အလမ်းဟာထိထိုးခြင်းသာဖြစ်ပါရဲ့ရှင့်ကျမတို့ကငွေကြေးထောင်ပေါင်းများစွာကိုလက်ထဲမှာရောက်ရှိလာဖို့ဆိုတာကကျမတို့ဗုဒ္ဓဘာသာအယူအဆအရဆိုရှေးအတိတ်ကံတွေဆိုတာရှိမှဒါကကျမတို့အတွက်ဖြစ်နိုင်ရည်ရှိရဲ့အနေအထားတစ်ခုပါရှင့် ဒါကြောင့်ကိုကရှေ့တိတ်ကံကြောင့်ရလာတဲ့ဒီငွေကြေးကိုရလာတဲ့အခါမှာစတိလူဖို့အတွက်တိုက်တွန်းချင်တာပါကုသိုလ်လေးတွေဆက်အောင်ပေါ့နော်ဟိုကျမတို့ကအရင်ဘဝဘာလေးလုပ်ခဲ့လဲဆိုတော့ကျမတို့မမတ်မီမသိနိုင်ဘောရှင့်ကျမတို့အရင်ဘဝမှာအလူအတန်းပေါ့နော်သူများပေါ်မှာကုညီဆောက်ရှောက်တာနှုတ်ဤဆောင်မခြင်းကိုကြီးဆောင်မခြင်း ဝင်ကြေးအဖြစ်ဆောင်မခြင်းတစ်ခုခုပေါ့နော်အဲ့လိုဆောင်မကြည့်ရှုမှုတွေအများကြီးလုပ်ခဲ့တယ်ဆိုကျမတို့ကုသိုလ်ထုတ်ကြီးကစုမိခဲ့မှာပဲအဲ့ဒီကုသိုလ်ထုတ်ပါဆိုရင်သူကျမတို့ကတော့လူဖြစ်နေတဲ့ဘဝမှာအရှင်ဖြစ်လာတာပေါ့သူကတော့ကျမတို့နောက်ကနေဖြည်းဖြည်းလိုက်လာမယ်လို့ကျမယုံကြည်ရဲ့ရှင်ယုံကြည်ရဲ့ပေါ့နော်ဒီတော့ကျမတို့ထိထိုးတယ်ကောင်းကောင်းဝယ်လုပ်တယ်ဘလို့ပဲကျမတို့ဘဝမေးထိုင်ပါစေကျမတို့တွေငွေထုတ်လိုက်ထည့်လိုက်ရရှိနိုင်မယ်ကံတရားရှိတယ်ဆိုရင်အဲ့ဒီငွေထုတ်ကကျမတို့စီကိုအချိန်တန်လို့ရှင်ရောက်လာမှာပဲကျမယုံကြည်ရဲ့ရှင်အရှင်တော်ကဒီထိထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော် ဟိုငွေကြေးတွေအများကြီးရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟန်တန်ကနဲ့ကျောင်းလကဟာဆိုရင်အမေးဖြေလေးလုပ်ခဲ့တဲ့ကိစ္စလေးကိုကျွန်မဖတ်ခဲ့ဘူးရဲ့ရှင်။သားတဲ့သူတို့ကကျွန်မရိုးသားဆိုတာပြောရရင်ကျွန်မမေ့သွားပါတယ်ရှင်။ဘယ်သူရေးခဲ့လဲဆိုတော့မမတ်မီပေါ့နော်။ဒါပေမဲ့ဖြစ်ကြောင်းကုံစင်လို့တော့ဖတ်မိနေရဲ့ရှင်။အဲ့လေကျွန်မနည်းနည်းလေးပြောပြပေးပါမယ်။ဒီပတ်ရက်ဆိုတော့မိဘဘီသူများလည်းအချိန်ရနေမယ်လို့ထင်လို့ပေါ့နော်။အဲ့ကျွန်မနည်းနည်းလေးစကားကြောရှိပါမယ်ရှင်။အဲ့ဒါမှလဲဆိုတော့လူတွေရရတယ်ပေါ့နော်ဒီအရင်ဘဝကနေပြီးတော့ငွေထုတ်လိုက်ထည့်လိုက်ရရှိလာတဲ့အချိန်ကာလဆိုတာဘလို့အချိန်မျိုးမှဖြစ်တတ်လဲပေါ့နော်ဆိုတော့မင်းမြတ်တဲ့ခါကျတော့ ဟုတ်တယ်ဒါလူတစ်ယောက်ကဒီအတိတ်ဘဝမှာရှိလာခဲ့တဲ့ကုသိုလ်ကံအကြောင်းတရားအကျိုးပေးတဲ့အချိန်မှာငွေရရှိရပေါ့နော်အဲ့လိုရရှိရတဲ့အချိန်မှာတဲ့ဒီလူကပေါ့နော်လက်ရှိပြည်စုံပံဘဝမှာလုပ်နေတဲ့အလုပ်ဟာဘလို့အလုပ်ပဲဖြစ်နေပါစေအဲ့ဒီအကြောင်းအရာတည်ပြီးတော့ပဲပတ်စံရောက်ကိုရောက်တယ်ရှင့်ဆိုလိုချင်တာကတော့ကျမတို့ဟာဒီဘဝမှာပေါ့နော်ကိုယ့်ရဲ့ဘဝအခြေအနေလိုက်အလုပ်ကံရွေးချယ်ကြတယ်တချို့တွေဆိုရင် ဈေးရောင်းဈေးဝယ်လုပ်တယ်တချို့ဆိုရင် ကုန်ပစ္စည်းရောင်းဝယ်လုပ်တယ်တချို့ကြတော့တရားမဝယ်လုပ်တယ်ပေါ့နော်တော်တော်စိုးရတဲ့အလုပ်တွေနဲ့ပတ်စံရှာတယ်ပေါ့ရှင်ပတ်စံများများရမယ်ဆိုရင်ညှော်လဲကြတယ်ပေါ့ပတ်စံများများရနိုင်မဲ့အလုပ်ဆိုပြီးတော့အရေးဆုံးပြီးလုပ်ကြတာပေါ့ရှင်ဒါပေမဲ့ပတ်စံရဖို့ကံတရားကို့မှာရှိလာတဲ့အတွက်ကိုကဘာလုပ်ပဲလုပ်လို့ပတ်စံရနေမှာပဲတဲ့အဲ့ဒီပြောပြတဲ့အကြောင်းအရာလေးကတော်တော်စဉ်းစားဆင်ခြင်မှုကောင်းပါတယ်ရှင်ကျမတို့အတွက်ရာသီရိုက်ထတဲ့အရာတွေကအချိန်တန်ရောက်ကိုရောက်လာမှာဒါပေမဲ့ကျမတို့လက်ရှိရွေးချယ်ထားတဲ့အလုပ်ကတော့ကောင်းမွန်နေဖို့လိုတယ်ရှင် ကောင်းမွန်တဲ့အလုပ်ကနေဥတီပြီးကျမတို့စီကိုရောက်လာတဲ့ပတ်စံကသာကျမတို့တန်တရားအကျွေးမတင်ပါရှင့်အဲ့လိုမှမဟုတ်ပဲနဲ့ကျမတို့ကမဟုတ်တဲ့အလုပ်ကိုရွေးချယ်ထားရင်ပတ်စံရမှာပဲဟုတ်တဲ့အလုပ်ရွေးချယ်ထားလဲပတ်စံရမှာပဲပြောချင်တာလေဒီတော့ဟုတ်တဲ့အလုပ်ရွေးချယ်ထားမရဲ့သူကတန်တရားမှာတာတာပေါ့ရှင့်အဲ့လိုပဲတွက်ဆရမှာပေါ့နော်အော်သိတရာရတာချင်းတူတူသိတထောင်ရတာချင်းတူတူအကုသို့လှုပ်လေလှုပ်ပြီးတော့ပတ်စံရတဲ့သူ ਨੇ အကုသို့လှုပ်လှုပ်ဆရာမလို့ပဲပတ်စံရတဲ့သူဘယ်သူကပိုတာလဲဆိုတာကဒီတရားစုနေပွဲလေးမှာအဖြေထွက်တာပေါ့ရှင်ဒါလေးကိုစို့စို့လို့ကျင်တာပေါ့နော် ဒီเจ้าရလေးကျမတို့သိချစာနားလည်ဖို့လိုတယ်ကျမတို့နေ့စဉ်နေ့တိုင်းရွေးချယ်လိုက်တယ်ကျမတို့ဘဝရက်တည်ချက်အတွက်ရွေးချယ်လိုက်တဲ့အလုပ်တွေကကျမတို့ဘဝကျမတို့တန်တရားအတွက်ကိုစိုးကြိုးမဖြစ်ဖို့လိုပါရှင်လူတိုင်းကတော့ဖြူစင်လုံးနဲ့တော့ပဲရှိပါမယ်ရှင်ဘဝမှာနေထိုင်ရင်းနဲ့ပေါ့နော်ကိုယ့်ရဲ့မိသားစုအစားအနေရေးအတွက်မဟုတ်တဲ့အလုပ်တွေလုပ်မိတာလည်းရှိကောင်းရှိနိုင်ပါတယ်ဒါတူတူကိုကိုအနေနဲ့များတော့ရှိတတ်ကြပါရှင်ဒါတို့လည်းကျမနေနဲ့ကိုချင်းစားပါတယ်နားလည်းနားလည်းပါတယ်ဒါပေမဲ့ကို့အလုပ်ကအကုသိုလ်နဲ့ရှင်နေရဆိုရင်အတတ်နိုင်ဆုံးဒီလုပ်ကိုကိုကစွန့်ခွာနိုင်အောင်လို့ကြိုးစားတာကသာ လူသားတယောက်အတွက်အရွေးချယ်တဲ့ဆုံးလမ်းပါပဲရှင်။အခုတော့အလုပ်နဲ့ပတ်စံရှားတာကိုပျော်မွေ့နေမယ်ဆိုရင်ကျမတို့တန်တရာအတွက်မကောင်းပါဘူးရှင်။ကျမတို့ကဒီအလုပ်လုပ်လို့ပတ်စံအများကြီးရလာတာမဟုတ်ဘူးပေါ့နော်။ပတ်စံရကြင်တန်လို့ရလာတာ။ဒါကြောင့်ကျမတို့အလုပ်ကိုရွေးချယ်တဲ့အခါမှာကောင်းရောင်းကောင်းဝယ်လို့ဒါရွေးချယ်ကြဖို့လိုပါတယ်ရှင်။ဒီသဘောတရားလေးကိုဆိုလိုချင်တာဖြစ်ပါတယ်ရှင်။ဒါပေမဲ့လူတွေရဲ့သဘောတရားအတိုင်း၊ကဘာကြီးရဲ့သဘောတရားအတိုင်းပေါ့နော်။ကောင်းရကောင်းကျိုးလုပ်တဲ့သူကတော့အခက်ခဲပိုတာပေါ့ရှင်။ ခက်ခဲပိုတယ်မျက်နှာငယ်ရတယ်ပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းမရှိဘူးဒီလိုအခက်ခဲလေးတွေတော့ကြုံရတာပါရှင့်သူများရဲ့လိုစိန်ခံပစ္စည်းမပေါများဘူးရွှေဘွေလက်ဝဲတိုင်းအများကြီးမဝင့်နိုင်ဘူးတံမိုးကြီးပစ္စည်းမရှိဘူးအိုးအိမ်ရအကောင်းကြီးတွေမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေအဲ့လိုခက်ခဲလေးတွေကြုံတက်တာပါရှင့်ဒါပေမဲ့ဒါလေးတွေကြံ့ကြံ့ခံသွားမယ်ဆိုတော့ကောင်းရကောင်းကျိုးလုပ်ပြီးတော့စီးပွားရှာနိုင်တဲ့သူပတ်စံရှိတဲ့သူဖြစ်သွားမယ်ဆိုဂုံရှိပါတယ်ရှင့်ကျွန်မနိုင်ငံမှာလည်းကောင်းကောင်းဝင်လုပ်ပြီးတော့ တကယ်ကိုရိုးသားစွာနဲ့အလွတ်လုံအဆန်ချမ်းသာသွားပြီးအများရှိပါရှင့်ဒီလူတွေကိုပဲအတူယူကြပါနော်ဒီလူတွေကိုအတူယူပြီးတော့ဒီလူတွေကိုအားကြပြီးတော့ဒီလူတွေစူးစမ်းမှုအတိုင်းကျမတို့အချိန်တစ်ခုထိကိုပေးဆက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးရည်တည်သွားဖို့သာလိုပါရဲ့ရှင့်ဖြန့်လန်းဒီကနေချမ်းသာရဲဆိုတာကရေရှည်မတည်နေပါဘူးရှင့်ဒီတသက်တာမှာညံသိပ်ကောင်းလို့တည်နေခဲ့မယ်ဆိုတော့မှတန်လျာမှာကျမတို့ဆက်ရမယ်အကျွေးရန်များသွားပါလိမ့်မယ်ရှင့် ဒါကြောင့်ကျမအနေနဲ့ဒီနေ့သတင်းမတင်ဆက်ခင်လေးမှာမိဘဘီသူများအားလုံးစဉ်းစားမိစေရန်အတွက်ကျမသိမှတ်ထားတာလေးကိုပြန်လည်ပြီးတော့မျှော်ပေးတာဖြစ်ပါရဲ့ရှင့်မိဘဘီသူများအားလုံးကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့စီးပွားဥစ္စာများတိုးတက်ကြပါစေလို့လည်းကျမတို့ Prime Media ကဆုတောင်းမေတ္တာပို့သပါရဲ့ရှင်မိဘဘီသူများရှင့်ဒီနေ့မှာသတင်းကောင်းလေးလို့ပဲပြောရမှာပေါ့နော်တက်မတော်ကနေပြီးတော့အပြစ်ခတ်ရက်စဲခြင်းကိုကာလတက်တန်းတိုးမြှင့်ခဲ့ပါရဲ့ရှင့် တိုးမြင့်ခဲ့တာကတော့2025ခုနှစ်ဇွန်လ1ရက်နေ့ကနေပြီးတော့30ရက်နေ့အထိဒီ6လပိုင်းလကုန်ထိပေါ့နော်။ယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးကာလအဖြစ်ထပ်မံပြီးတော့တိုးမြင့်ခဲ့ပါတယ်ရှင်။တိုးမြင့်ခဲ့တဲ့စာလေးကို2025ခုနှစ်မေလ31ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထုတ်ပြန်ထားတဲ့စာလေးကိုကျွန်မပြသထားပါတယ်ရှင်။အဲ့ဒီစာလေးမှာဆိုရင်အချက်ကအားလုံးပေါင်း50ချက်တတိပေါင်းပါတယ်ရှင့်ဒီအချက်ထဲမှာထူးခြားတဲ့အချက်လေးကိုလည်းကျွန်မပြောပြပေးပါမယ်နံပါတ်3အချက်သာဖြစ်ပါတယ်ရှင့်နံပါတ်3အချက်လေးကိုကျွန်မအသေးစိတ်လေးဖတ်ပြပါမယ်နော် နိုင်ငံတော်အနေနဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကိုယခုနှစ်မှာမဖြစ်မနေကျင်းပဆောင်ရွက်ပေးနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပါတယ်တဲ့ဒါကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပချိန်မှာတနိုင်ငံလုံးမှာရှိတဲ့ဆန္ဒမဲပေးပိုင်권ရှိတဲ့ပြည်သူအလုံးမဲဆန္ဒပေးနိုင်ရေးအတွက်ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုရရှိဖို့အတွက်လိုအပ်လျက်ရှိပါတယ်ဆိုပြီးထားပါတယ်ရှင့်ဒီချက်လေးကတော့မိဘပြည်သူများအားလုံးသိရတဲ့အတိုင်းပါပဲရွေးကောက်ပွဲလုပ်မယ်ဆိုရင်အနေနဲ့တည်ငြိမ်မှပဲလုပ်လို့ရမှာပါရှင့် နေပြည်မတည်ငြိမ်တဲ့ဒေသကပြည်သူတွေဟာမဲပေးပိုင်ခွင့်တွေဆုံးရှုံးမှဖြစ်ပါတယ်။ကျမတို့ပြည်သူတွေမှာကတံပိုးအကြီးမားဆုံးရရှိထားတဲ့နိုင်ငံတော်ပေါ်စီမံပိုင်ခွင့်ဟာမဲတပြားပေါ်မှာရှိရဲ့ရှင့်။ဒီမဲတပြားလေးကိုပေးခွင့်မရှိတော့ခြင်းဟာကြီးမားသော ဆုံးရှုံးမှုဆိုတာကိုအချုပ်မိဘပြည်သူများမသိကြအောင်ရှင့်။ငါတို့မဲမဲပေးလဲဘာဖြစ်လဲဆိုတဲ့အတွေးရှိကြပါတော့ပေါ့နော်။တကယ်တော့မဲဆိုတာတပြားတည်းနဲ့မဲရလက်တစ်ခုတည်းနဲ့တောင်မှ ွေးကောက်ပွဲရလက်ကပြောင်းလဲသွားနိုင်တယ်ရှင်ကိုစလဲတယောက်တည်းတူတူပဲရလက်ကပြောင်းလဲသွားနိုင်တယ်ရှင်မဲတစ်ခုပို့ပြီးတော့နိုင်သွားတာရှိတယ်မဲတစ်ခုလိုပြီးရှုံးသွားတာလည်းရှိရဲ့ရှင်အဲ့ဒီကိုစလဲနှစ်ဦးရဲ့အရေးချင်းရဆိုရင်မဲတစ်ခုနှစ်ခုမှတည်းဟုတ်ကွာချားမှုရှိပြီးတော့သူတို့နှစ်ယောက်ရဲ့အရေးချင်းရနေပြီးတော့ဗောနောနိုင်ငံတော်ပေါ်မှာတက်ရောက်တဲ့ကိစ္စတွေအဆအကုန်သွားပြီးတော့တက်ရောက်ပြီးတော့အဆင်စင်ဖြစ်ပေါ်တာရှင်ဒါကြောင့်ကျမတို့ကကိုစလဲဝမ်မကန်ရွေးတက်ဖို့လည်းလိုတယ်မဲပေးဖို့လည်းလိုတယ်ရှင်ဒါအောင်နိုင်ငံတော်ကစီမံဆောင်ရွက်နေရတဲ့အတွက် စီရင်စီရမှာအာယုံမဆိုင်နိုင်ဟန်တူပါရှင့်ဒါကြောင့်ဒီလိုမျိုးစုံဖြတ်ချက်ကိုလုံဆောင်ခဲ့လို့မြင်ပါရှင့်ဒါပေမဲ့ကျမတို့ထောက်ထားတယ်ပေါ့နော်ဒီအပြစ်ခတ်ရဲစဲခြင်းမှာနံပါတ်5အချက်လေးကိုတော့ဒေချာလေးဖတ်ရှုဖို့တင်ပါရရှင့်အဲ့ဒီမှာဒေချာလေးပြန်ပြီးတော့ထိန်းချုပ်ထားတာလေးပေါ့နော်ဟိုအရာရာအလွယ်တကူဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါဘူးရှင့်နံပါတ်5အချက်ဟာဆိုရင်ယာယီတိုက်ခိုက်မှုပေါ့နော်ထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းမှာတိုင်းဒလနဲ့ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့ဝင်တွေ ဖွဲ့ဝင်များအနေဖြင့်ပေါ့နော်အများပြည်သူသွားလာတုံးပြုတ်လျက်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်တာထိခိုက်ဖျက်ဆီးစေတာပြီးတော့ပြည်သူလူထုအသက်အဝေးစီစဉ်ကိုတိကောက်ပစ္စည်းအောင်လုပ်တာလုံခြုံရေးတရားဥပဒေစိုးမိုးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးအဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာတပ်ဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်တာငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေစေမဲ့အင်အားတွေစုဆောင်းတာတွေပြင်ဆင်စုဖွဲ့တာနဲ့မြေချိတ်ထွန်တာတွေမလုပ်ရဘူးဒီလိုဆောင်ရွက်လာမယ်ဆိုတော့တပ်မတော်အနေနဲ့ပြည်သူလူထုကိုကာကွယ်သောအဖြစ်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်ဖြစ်တယ်ဆိုပြီးတော့အသိပေးထုတ်ပြန်ထားပါရဲ့ရှင် တော့ထုတ်ပြန်ချက်ကိုတေချာလေးဖတ်ဖို့ကတော့လက်နက်ကင်တွေအနေနဲ့အရေးကြီးပါတယ်နော်။ဘာကြောင့်လဲဆိုတော့အာပြစ်ခတ်ရဲဆဲလိုက်ပြီပဲဆိုပြီးတော့တိုက်ပွဲတွေဆင်လာတယ်။သွေးထိုးဆန်လာတယ်လောက်ကြရတယ်။အဲ့တော့ဘာဖြစ်လဲဒီဘက်ကလည်းပြန်တီးတာပေါ့ရှင်။အဲ့လိုတီးရခါကျမှအာတက်မတော်ကအပြစ်ခတ်ရဲဆဲထားပြီးငါတို့ကိုချရတယ်ဆိုတော့စာထဲမှာတေချာဖတ်လေ။စာတက်တယ်ဆိုစာလုံးပေါင်းပြီးဖတ်တယ်တဲ့အဲ့ပိုက်ကိုနောက်ဆုံးပိုက်ကအရေးကြီးဆုံးမနံပါတ်5ပိုက်ဒါတွေဒါတွေလောက်တော့တီးမှာပဲရှင်းတယ်အပြစ်ခတ်ရဲဆဲတယ်ဆိုတော့ငါတို့မင်းကိုဘာမှစမလို့ဘူးအေးမင်းဘက်ကနေပြီးတော့ကြော်လာရင်တော့ ခြေတော့ကြုံခြေတော့ပဲလက်ကြုံလက်ပဲခေါင်းကြုံခေါင်းပဲဆိုရဲဇလန်းတော့ရှိရဲ့ရှင့်အဲ့အဲ့ဘိုင်းပေါ့နော်အရင်တော့ကလည်းဒီလိုပဲပြစ်ခတ်ရဲဆဲမှုကိုလုတ်ခဲ့တာရှိရဲ့တက်မတော်ကပြစ်ခတ်ရဲဆဲပြီဆိုတာနဲ့တစ်ဖက်ကပြောတာပြောတာမလို့ကြည်စမ်းတမ်းမတော်ပြစ်ခတ်ရဲဆဲလိုက်ပြီငါတို့တော့အပိုင်လဲဆိုရင်ဝင်ချကြရလေတက်စခန်းတွေဝင်တိုက်တယ်လူတွေလုံချုံရဲဝင်ပြီးတော့ထိကန်အောင်လုပ်တယ်ဒလန်ရှင်းလေးရဲဆိုပြီးရွာတွေဝင်ပြီးတော့ပြည်သူတွေကိုတတ်တယ်အဲ့လိုလုပ်တော့တမ်းမတော်ကအလှကြည့်နေလားသူတို့မကြည့်ဘူးလေပြန်စော်တာပဲလေပြန်စော်တဲ့အခါကျတော့အဲဟဲတမ်းမတော်ကပြစ်ခတ်ရဲဆဲထားပြီးငါတို့လုပ်တယ်ဆိုတော့ တက်မလို့ထောက်ပြန်ကြမှာကလေးကလာလုံးဝပြန်ဆောင်မယ်လို့ပြောပြီးသားပဲလေရှင်းရှင်းလင်းလင်းဒါစာတန်တန်ပေတန်တန်ရေးထားတာငါတို့ပြစ်ခတ်ရဲဆဲထားရဆုံးမယ်ငါတို့လာတော့မထိနဲ့နော်လာထိငါတို့ပြန်ဆောင်မှာဆိုပြီးအဲ့လိုရေးမှာပဲသူတို့နားလည်မှာလားမသိဘူးချင်းနေအလိုတော့ရှိရပါရှင်တော်ပြစ်ခတ်ရဲဆဲမှုနဲ့ပတ်သက်ပြီးတော့အားလုံးကတော့ဟိုကောင်းတဲ့ဘက်ကမြင်တဲ့လူတွေရှိရဲမကောင်းတဲ့ဘက်ကမြင်တဲ့လူတွေရှိပါရှင့်အသေးတို့ဆန့်ကျင်တဲ့လူတွေရှိရဲဒါကလည်းတက်မလို့ကအစင်းနဲ့ပြင်ပြီးထားပါအဓိကဒီပြစ်ခတ်ရဲဆဲမှုလောရတာကတော့ကျွန်မနိုင်ငံမှာကလင်နောက်ပိုင်းမှာတော်တော်ဆိုးဝါးပြည့်စုံမှုရှိနေဆိုတော့မိဘပြည်သူများသိပဲ ငလင်ကိုမိနေကြရမလားချိုးမိနေကြပြီမိသွားကြပြီပေါ့နော်ကျမတို့ကခါကြရနေနေသွေးအေးတက်တာပေါ့ရှင်ဘလို့ပဲသွေးအေးပါစေငလင်ကြောင့်ပျက်စီးမှုတွေကအခုဒီကျမတို့နလန်မထူနိုင်သေးလို့ရှင်ဒါတွေနိုင်ငံတော်ကလုပ်ရအောင်မယ်ဒါပြင်ရွေးကောက်ပွဲကျင်းပရအောင်မယ်ဒီလိုကိစ္စတွေအများကြီးရှိတဲ့အတွက်စည်ရေးစည်ရမှာတက်မလို့အနေနဲ့နိုင်ငံရေးအရာတွေအမြင်ကောင်းအောင်လို့နိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ပို့ပြီးတော့စွမ်းအားပြည့်အောင်လို့ဒီလိုမျိုးဆုံးဖြတ်ချက်တွေချပြီးဒီလိုစာရေးထုတ်တယ်လို့ပဲကျမမြင်ပါရရှင့် ဒါပေမဲ့ကျမတို့နိုင်ငံထုံးစံအတိုင်းမှာရှင်းကျွမ်းပြောသလိုပေါ့တက်မတော်ကလည်းစာဖလောက်ထုတ်ထုတ်သေးလို့စမ်းတဲ့ကောင်တွေကစမ်းပါပဲဒါကြောင့်ဒီအပိုင်းမှာတိုက်ပွဲတွေငြိမ်းသွားမလားမေးရင်တော့ငြိမ်းစရာအကြောင်းတော့မရှိဘူးရှင့်ဆက်လက်ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်သွေးလို့စမ်းတဲ့သူတွေလည်းပေါ်လာမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေပိုတော့မှများရင်လည်းများလာနိုင်ပါတယ်ရှင့်အခြေအနေအရလို့ရှိရပေါ့နော်ဒါလေးပါပဲကျမတို့နိုင်ငံမှာကတော့စစ်ပွဲတွေကပြီးဆုံးဖို့ဆိုတာကကျမတို့တော်တော်ကြီးကိုစူးစမ်းရုံးကန်ရအောင်ပါရှင့်အခုလိုစိတ်ဓာတ်မျိုးတွေနဲ့အခုလိုမျိုးအယူဆတွေလောက်နေတော့ ကျွန်တော်ဒီစက်ပွဲကြီးတွေကိုငြိမ့်သက်နိုင်ဖို့အတွက်ကဖြစ်နိုင်ချေရတော့နဲနေပါသေးရဲ့ရှင့်ပိုးစားပိုးစားနဲ့ဖြစ်နေအောင်ပါပါပဲကျမတို့မြန်မာနိုင်ငံသားအချို့ကိုယ်တိုင်ကိုကစစ်ပွဲတွေကိုလိုချင်ခဲ့တာဆိုတော့ဒီစစ်ပွဲတွေရဲ့အရသာကိုအပြည့်အဝခံစားပြီးမှသာစစ်ပွဲတွေကကျမတို့နိုင်ငံထဲကနေထွက်သွားမယ်တဲ့ဒူပါရှင့်အချင်းကြရတော့ကျမတို့နိုင်ငံရဲ့မျောလင်းချက်တွေကျမတို့မျိုးဆက်သစ်တွေရဲ့အသက်တွေခံနာတွေနဲ့မိသားစုဘဝတွေဘလောက်ထိတောင်ပါသွားမလဲဆိုတာကတော့နောက်တစ်ချိန်ကျရင်သမိုင်းမှတ်တမ်းတွေနဲ့ကျမတို့ပြန်ဖတ်အောင်ပါပေါ့ရှင့်အဲ့လိုပါသွားတဲ့အထက်မှာကျမတို့ကိုယ်တိုင်ရောကျမတို့မိသားစုတွေရော မပါဝင်ပါစေနဲ့လို့ပဲကျွန်မဆန္ဒပြုပါတယ်ဆုတောင်းပါတယ်ရှင့်မိဘပြည်သူတွေရဲ့မိသားစုတွေရောမိဘပြည်သူတွေရဲ့အသက်ခံတာတွေရောမပါဝင်ပါစေနဲ့ပေါ့နော်ကျွန်မအဲ့လိုလေးဆန္ဒပြုဆုတောင်းပါတယ်ရှင့်ဒါပေမဲ့ကျွန်မရဲ့ဆုတောင်းပြည့်မလားမပြည့်ဘူးလားဆိုတော့ကတော့ကျွန်မကိုယ်တိုင်လည်းသိနေပါတယ်ရှင့်မိဘပြည်သူများရှင့်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကမိုးလေဝသသတင်းလေးလို့ပြောမယ်ဆိုလည်းမှန်ပါရှင့်အရေးကြီးမိုးလေဝသသတင်းလေးပေါ့နော်အဲ့ဒါလေးကတော့ကချင်ပြည်နယ်မှာဆိုရင်ဒီမိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့်မေခမြစ်ကရေရှမ်းပြီးတော့ချီဖွေတဝိုက်မှာဆိုရင်ကျေးရွာတွေရေမြုပ်နေတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့ပါရှင့် မိဘပြည်သူတို့ခုလောက်ဆိုတော့ရုပ်တံဖိုင်လေးကြီးပြီးတော့ပြီလို့လည်းမြင်ပါတယ်တော်တော်ဆူဆူဝါးကိုရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပါရဲ့ရှင့်သတင်းလေးကိုကျွန်မအနေနဲ့ဖတ်ပြပါမယ်ကချင်ပြည်နယ်အထက်ပိုင်းမှာဆိုရင်မိုးဆက်တိုက်တီးထန်စွာရွာသွန်းတဲ့တော့ဘောနော်အေယာမီမြဖြားခံရမေခမြစ်ကရေတွေထုံလို့တက်လာတယ်ပြီးရခါမှာချီဖွေမြို့နယ်အနီးမှာရှိတဲ့စစ်ဆောင်စခန်းတွေပါရေကြီးရေရှမ်းပြီးတော့အိမ်တွေအလုံးလိုက်ပါသွားတာတွေစခန်းကအလုံးလိုက်ပါသွားတယ်မြင်တွေ့ရပါရဲ့ရှင့်အဲ့ဒီမှာစစ်ဆောင်နေကြတဲ့ဒုက္ခတွေရဲ့တွက်ကတော့ဒုက္ခနှစ်ခုဖြစ်တာပါရှင့်အခုလိုမျိုးမြေရေးစီအားကဘောနော်အရန်လည်းမြစ်တက်လာနိုင်တယ်ဒါကြောင့်ဒေသခံတွေနေနဲ့ ်ဟိုဘေးလို့ရအောင်ရွေရှားဖို့နေထိုင်ဖို့တော့ပေါ့နော်ဒါလေးလည်းသတိပေးထားရှိပါရှင့်အော်အရက်ဘတ်ဖွဲ့စည်းတရားလဲလောဆယ်မှာကုညီကယ်ဆယ်ဖို့အတွက်လေးနဲ့ထွက်ခွာနေကြလဲမြင်တွေ့ရပါရှင့်ပြောရမယ်ဆိုတော့ကျမတို့ဒီနှစ်မိုးရသည်ရဲ့ရေကြီးတဲ့ဇာတ်လမ်းကဆလာပြန်ပြီပေါ့ရှင့်ကျမတို့အနေနဲ့အရင်နှစ်တွေကိုပြန်ပြီးတော့စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင်အဲ့လိုမျိုးရေကြီးရဲ့ဆိုတော့ကျမမှတ်မိတလို့ပေါ့နော်ကျမတို့ခက်ငယ်ငယ်ရဆိုရင်သူကအဲ့ဝါထက်တဲ့နှစ်လောက်ပဲမိုးများပြီးတော့ရေကြီးတတ်တဲ့ဒလိရှိရဲ့မြန်မာပြည်မှာလေ အဲ့လိုမျိုးရေကြီးရဲ့ဆန်တော့မှာကျုပ်ဒေသတွေကတိတ်ပြီးမခံစားအောင်ရှင်အဲ့လိုဒီဆူဆိုးဝါမရှိဘောနော်အခုနောက်ပိုင်းကျမှာတော်တော်ဆိုးလာတာမြင်တွေ့ရပါတယ်ဒါတွေဘာကြောင့်ဖြစ်တာလဲဆိုတော့ဒါကသိတာချင်းရှောက်ပါရှင်ကျွန်မနေထိုင်နေတဲ့မြန်မာနိုင်ငံမှာတဘောပတ်ဝန်းကျင်ကဆိုးဝါးစွာပျက်စီးနေပြီဆိုတော့တက်တေပြချက်တွေပဲကျွန်မတို့မြင်တွေ့နေရတာဘောနော်ကျွန်မတို့ပြနေဘောရှင်စပြီးတော့နှစ်စင်တဲ့အတိုင်းမနှစ်ကရေကြီးခဲ့တယ်လို့ဘောရှင်နှစ်စင်တဲ့အတိုင်းသာရေကြီးမယ်ဆိုကျွန်မတို့ဘယ်လိုနေထိုင်ကြမလဲရှင်ဒါကကျွန်မတို့တနိုင်ငံလုံးနဲ့တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စတခုဖြစ်လာပါပြီရှင် ရေကြီးရေရှမ်းတဲ့ကိစ္စတွေကိုကျွန်မအနေနဲ့အပြစ်ရှာဗမာတွေ့ဆိုလိုပေါ့နော်တရားခဏရတော့အများကြီးပါပဲရှင့်ဘဝပုံရေးချင်းမထိန်သိမ်းခဲ့ခြင်းတွေပြီးတော့တရားမဝင်လောက်ွက်တွေပေါ့နော်ရွှေလောက်ွက်တွေမြေရှာတူဖော်တာတွေတဘာဝဟိုတတ်တူတွေတူဖော်တာတွေဒါတွေကိုစီးမဲ့ကမ်းမဲ့ဤစနစ်တကျမပြုတ်လောက်ခဲ့တာတွေကကံပါပြိုတာတွေဖြစ်တယ်ပြီးတော့တရားမဝင်တစ်တွေခိုးပြီးတော့ရောင်းနေ PJ တွေဆိုလုံနဲ့ချမ်းသာနေကြတယ်သူတို့ရဲ့ဝင်ဝင်ဟာဆိုရင်တိုင်းကိုတိုင်းနဲ့ချီပြီးရှာရတယ်ရှင့် PJ တွေချမ်းသာကုန်ပြီအချို့ PJ တွေတနာနေကြလို့မတနာနဲ့တော့ချမ်းသာနေကြပြီ PJ တွေက တော့ပြည်တဲ့တွေချမ်းသာလာခြင်းအကြောင်းရင်းမှာပေးဆက်လိုက်ရတာဘာတွေလဲရှင့်ယူရပြည်လိုစဉ်းစားမိလားကျမတို့တော့ပေါင်ဝင်ခြင်းဤပေါ်ရှင်းရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့တရားမဝင်ရွှေလုံးကွက်တွေအရာတွေမြစ်တခြားမှာလုံနေတာကချင်ပြည်နယ်ဘက်မှာဆိုမြေရှားတွေတူတယ်တစ်တွေတူတယ်ကြောင်စိမ့်တွေတူတယ်မုတ်ကုတ်ဘက်မှာဆိုရဲတနာတွေတူတယ်ပြည်တဲ့တွေချမ်းသာဖို့အတွက်အဲ KIA တို့လက်နက်ကင်တွေချမ်းသာဖို့လက်နက်တွေဝယ်နိုင်ဖို့ဒီလိုစစ်ပွဲတွေကိုရေရှည်လုပ်နိုင်ဖို့အတွက်ပေးဆက်လိုက်ရတာတဘာဝပတ်ဝန်းကျင်ရှင့်တဘာဝပတ်ဝန်းကျင်အသက်ငယ်တဲ့အချိန်ကြတော့ကျမတို့ထိုင်ကြည့်နေလို့ရလားအခုဖြစ်ပြီလေ နှစ်စဉ်တဲ့အတိုင်းရေကြီးရေရှမ်းခြင်းဒုက္ခကိုကျွန်တော်တို့ခံစားရတော့မယ်။ကျွန်တော်တို့ဘယ်အနေကိုပြေးကြမှာလဲရှင်။ဒီတော့ PD တွေရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့လိုတားကြမလဲ။ဒီဘက်ပြည်သူတို့မှာအကြံဉာဏ်လေးရှိလားရှင်။ကျွန်မကတော့မရှိဘူး။မရှိဘူး။ဘာကြောင့်လဲဆိုတော့ PD တွေရဲ့အကျိုးစီးပွားအရင်ကြီးနေတယ်။တိတ်ုံတိတ်နေချီရနေတာတလားတလား။အဲ့ဒီပတ်စံတွေလက်နက်ကလည်းကင်ထားသေးတယ်။ဒီကြားလေးပညာလည်းမတက်ကြအောင် PD တွေကပညာလည်းမတက်ဘူးအုံနာလည်းမရှိဘူး။ရက်ဆက်ရုပ်မာတယ်။ပတ်စံတွေကလည်းအရင်ပေါ်နေတယ်။မျက်နှာတွေကလည်းအရင်ပေါ်နေတဲ့အချိန်မှာ သူတို့နဲ့ကျမတို့ဘလို့သွားပြီးတော့ဒီသဘာဝပုံဝင်ခြင်းအကြောင်းဆွေးနွေးမှလည်းရှင်ဒီတော့ဒီလိုလောက်ွက်တွေကိုတက်မလို့ကခါကြလို့ရှင်လေချောင်းပြစ်ခတ်ရှင်းလမှုလုပ်တဲ့အခါမှာလူငင်းတဲ့စိတ်ကလေးမဖြစ်ကြပါနဲ့နော်ဒါလို့တော့ကျမကြားပြတ်ပြောပြတာရှင်ဒီလိုမှမနှိမ်နှင်းလို့ရှင်နှိမ်နှင်းမဲ့အခြားနည်းလမ်းရှင်အကြံပြုကြပါတင်ဆက်ကြပါဥပမာပေါ့နော်ဟုတ်ပြီဒီလောက်ွက်တွေကိုသွားပြီးတော့လေချောင်းပြစ်ခတ်ရှင်းလမ်းတာမလုပ်နဲ့ဘီတက်တွေကိုဟုတ်တယ်မလားအဲ့နာရွာမှာရှိအဲ့နာရွာလူတွေထိခိုက်မယ်ပျက်စီးမယ်ဆိုရင်โอเค ဒါဆိုရင်တခါလဲဟိုဥစားအာမခံပြီးပီတက်တွေနဲ့သွားညှိပေးမလားညှိပေးမယ်ဆိုတော့ရတယ်တက်မလို့လေချောင်းဖြစ်ခတ်ရှင်းလို့မလုပ်ဖို့အတွက်ကိုကျမတို့အထူးတိုက်တော့မယ်ရအောင်ဖိအားပေးမယ်ဒါပေမဲ့အဲ့ဒီလုံမဲ့သူကအဲ့ဒီပီတက်တွေနဲ့သွားပြီးညှိပေးရမယ်နော်အဲ့ဒီလုံကွက်တွေရက်သွားအောင်လုပ်ပေးရမယ်နော်ဒါကကျမအနေနဲ့ချိတ်ချောက်တာမဟုတ်ဘူးရှင်ကျမနိုင်ငံမှာကိုလက်တာဝန်မရှိနိုင်တဲ့ကိစ္စတွေဝင်ဝင်ပြီးအာချောင်ကြတာများလို့ကျမခါရဲပြောပြတာတာဝန်ယူနိုင်နေဆိုရင်ပြောတခါရဲတာဝန်ယူပေးပီတက်တွေနဲ့သွားညှိပေးမညှိနိုင်ဘူးဆိုရင်တက်မတော်ကရှင်းလင်းနေတဲ့ကိစ္စတွေကိုအာဝင်မချောင်နဲ့ဆရာဝင်မလုပ်နဲ့ရှင့် ဒါကကျမတို့နိုင်ငံမှာရှိတဲ့သူတွေရောနိုင်ငံရဲ့ခြားမှာရှိတဲ့သူတွေရောဘယ်နိုင်ငံမှာပဲရှိရှိကျမတို့နိုင်ငံရဲ့ကိစ္စတွေဝင်ရောက်ပြီးတော့စုဖက်ပြောဆိုမယ်ဆိုရင်ဖြေရှင်းပေးနိုင်ရင်ဆိုမှပြောပါရှင့်ကျမအားတော်ပြောတာဒါလေးကတစ်ချက်ပေါ့ရှင့်ဒုတိယချက်ကကြတော့ကျမတို့အခုဘာပေါ်မရှင်ထိမ့်သိမ်းပြန်ထိမ့်သိမ်းမွားတော့ရှင့် PDF တွေမရှိမှပဲလောက်ရမှာအဲ့တော့ PDF တွေအရင်ရှင်းမှရမှာဒါကြောင့်ကျမဒီကိစ္စကိုထည့်ပြောရတာပေါ့နော်ဒီတော့ဟုတ်ပြီ PDF တွေရှင်းလင်းပြီးဆိုတော့ကျမအနေနဲ့ကဒီနေရာတွေကိုပြန်ပြီးတော့ တစ်ပင်လေးပြန်ဆိုင်ရမယ်ဒီမဟုတ်တဲ့လောက်ွက်တွေပေါ့နော်ဒီသွားပုံဝင်ခြင်းအရင်ပြက်စီးစေတဲ့လောက်ွက်တွေပေါ့ဒါတွေကျွန်တော်ဖယ်ရှားရမယ်ထုတ်မယ်ဆိုတော့မှနီးစနစ်တကျနဲ့သွားပုံဝင်ခြင်းနဲ့ကိုက်ငင်နီးလန့်တွေရှိရဒါတွေပညာရှင်တွေနဲ့ထုတ်ရမယ်နိုင်ငံတော်အတွက်ပေါ့နော်အဲ့လိုပုံစံမျိုးလုံးဆောင်အောင်ဖြစ်တယ်အခုလက်ရှိကြုံနေရတာကတော့ကျွန်တော်တို့ဒီဘာမှပြုတ်ပြင်ပြောင်းလဲလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်လာသမျှရင်ဆိုင်မှုပဲရှိတယ်ဒီတော့ဘလို့ရင်ဆိုင်ရမလဲအခုကချင်ပြည်နယ်ကနေကြီးလာတဲ့ရေဟာဆိုရင်အဲ့ AR မြေကြီးထိတ်ကန်နေအခုရေတွေဟာအများကြီးကျလာပြီဆိုမျက်စိရဲ့မြင်အောင်ကြည့်လိုက်အဲ့ဒီမြေကြောင်တက်ရှောင်းအောက်ပြီးအောက်ရွာကသူတွေလည်း ဒီဒုက္ခရည်ကြီးရတဲ့တန်ကိုခံစားရနိုင်တဲ့ရှင့်အဲ့ဒီမှာမြခွဲလေးရှိမယ်ချောင်းပြားလေးရှိမယ်ချောင်းခွဲလေးရှိမယ်ရေကရှန်ပြီးကြာလာလို့ရှင့်နိုင်ငံလောက်ရည်ကြီးအောင်မယ်မနှစ်ကဖြစ်ခဲ့တယ်လို့ပြောရှင့်ဒီတော့အခုချိန်ကစပြီးတော့ရည်ကြီးနေရဲ့နောက်ထပ်မိုးကမရက်ဘူးဆိုရင်အောက်ပြအောက်ရာထိပါရည်တွေမြောင်များစွာကြီးလာနိုင်တဲ့အခြေအနေရှိပါတယ် ဒါကြောင့်မိုးလေဝသသတင်းကိုနေ့စဉ်နေ့တိုင်းစောင့်ကြည့်ပါရှင့်ကျွန်မခုနောက်ဆုံးသိလာတဲ့မိုးလေဝသသတင်းကတော့ဇောလ9ရက်နေ့မှာမိုးတိုက်သွားနိုင်တယ်ဆိုပြီးသိထားပါရဲ့ရှင့်အခုဖြစ်တာကလည်းမုန်တိုင်းကြောင့်ဖြစ်တာပေါ့နော်မုန်တိုင်းကကိုယ်နိုင်ငံဝန်တာမဟုတ်ပါဘူးသူများနိုင်ငံဝန်တာဒါပေမဲ့လည်းအဖျားခတ်တော့မိုးရွာတယ်ပေါ့ရှင့်မိုးရွာတဲ့အခါမှာဒီတောင်ခံစားရတယ်ဆိုတော့ဇောလ9ရက်နေ့မှာမိုးတိုက်သွားနိုင်တဲ့အခါမှာအခုမှဇောလ1ရက်နေပဲရှိသေးရဲ့ရှင့်နောက်ထပ်2ရက်3ရက်လောက်ကတော့မိုးကရွာနေအောင်ပါပဲဒီတော့အဲ့ဒီမိုးတန်ကြောင့် DJ တွေဟာဆိုရင်အင်အားပိုကြီးလာပြီးတော့ရေကြီးရေရှမ်းမှုတွေဖြစ်လာနိုင်လားဆိုတော့ကတော့ ဒါကစဉ်းစားကြည့်ရတဲ့သိတာပါရှင့်ဒါအခုတည်းကစပြီးကြိုတင်ပြင်ဆင်ဖို့အတွက်ပြောချင်တာပါရှင့်ဂျီဂျီပူးတဲ့အတွေ့အကြုံရှိရဲဆိုရင်ကိုယ်မှာစားစရာအရေးပေါ်ပစ္စည်းတွေဓာမီတွေစသဖြင့်ပေါ့နော်ဒီလိုရာလေးစူတာဆောင်းတာတခုခု ဖြစ်တဲ့ဆိုရင်အဓိကအသက်မသေးဖို့အဓိက ရှောင်နိုင်ဖို့အတွက်စူးစမ်းမိုးလေဝသသတင်းကိုနားထောင်ဒါလေးပဲကျွန်မအနေနဲ့အကြံပြုလို့ရပါတယ်ရှင့်။အားလို့အနေနဲ့တချို့အရာတွေမှာပြင်ဆင်လို့မရသေးဘူးပေါ့နော်။ရိုးပေါကြီးကိုပိတ်လို့မရသေးတဲ့အတွက်ဒီရိုးပေါကြီးကနေဝင်လာတဲ့အန်တရဲ့အတွေ့အဆွဲကိုကျွန်မတို့ကရင်စည်းခံရုံကလွှဲလို့ရှင့်။အခြားရွေးချယ်စရာမရှိသေးပါဘူးရှင့်။ဒါကကျွန်မတို့မြန်မာနိုင်ငံရဲ့ကံကြမ္မာပါပဲရှင့်။ဒီကံကြမ္မာဘာကြောင့်ဖြစ်လာတာလဲဆိုရင်ကျွန်မတို့မြန်မာနိုင်ငံသားအားလုံးတူးတူးတယောက်ချင်းစီရဲ့လုံဆောင်ချက်ကြောင့်ပဲဖြစ်လာတာပါရှင့်။ ဒါကြောင့်ကျမတို့ရဲ့လှုပ်ဆောင်ချက်ကောင်းကယ်လားဆိုးကယ်လားဆိုတာကတော့ကျမတို့လက်ရှိကြုံနေရတဲ့အရာကိုကြည့်ကြည့်ရဖြစ်သိတာတာပေါ့ရှင်။ဒါအောင်သင်ကန်းစာယူပြီးတော့ရှေ့လျှောက်ကျမတို့နိုင်ငံသဘောပတ်ဝန်းကျင်ကျမတို့နိုင်ငံမှာရှိတဲ့နိုင်ငံရဲ့အကျန်းမာရေးပေါ့နော်နိုင်ငံရဲ့အကျန်းမာရေးတက်တော်တွေအကျန်းမာရေးကေဟစနစ်အကျန်းမာရေးဒါတွေကိုကျမတို့အာယုံဆိုင်ဖို့လိုပါရှင့်တယောက်နဲ့တယောက်အချင်းချင်းတတ်နေဖို့ပဲအာယုံဆိုင်လို့မရဘူးကျမတို့အချင်းချင်းတတ်လို့လူမကုန်ဘူး တဘာပုံဝင်ခြင်းဝင်တက်လို့ချက်ကျွန်တော်အကုန်လုံးကုံသွားလိမ့်မယ်တနိုင်ငံလုံးကုံသွားမှာတေးကြရဲ့ရှင့်အခုရေကြီးတော့ရေထဲဘောလုံးမျောတဲ့အခါကျတော့နီလာစိန်လာမေးလို့အားသေးလားတောင်းတဲ့တောင်မုံတိုင်းတိုက်တော့လေထဲမှာလွင့်နေအချိန်ကျတော့နီလာစိန်လာမေးလို့အားသေးလားအဲ့ဒါပဲတဘာဝတရားအောင်နိုင်တဲ့သူမရှိဘူးရှင့်ဒါလေးအသင်ခန်းစာယူဖို့လိုပါတယ်ကိုယ်နိုင်ငံကိုပြန်ပြီးတော့ထင်းထင်းဆောက်ရှောက်ဖို့လိုပါတယ်ရှင့်ဒါလေးတော့ကျွန်မသတင်းသုံးသပ်ချက်လေးရနေပြီးတော့အသည့်ပေးစကားလေးပြောကြလိုက်ပါစေရှင့်မိဘပြည်သူများရှင့်ကျွန်မနေနဲ့အခုနောက်ဆုံးသတင်းလေးကိုပေါ့နော် ဟိုတော်တော်ကြက်တည်မင်္ဂလာမရှိတဲ့တဲ့င်းတစ်ခုကျွန်မတင်ဆက်ရအောင်မရှင်သေးလားကျွန်တော်လေးစိတ်ထဲမှာကျွန်မတောင်းတော့သူများနင်းနေတာမပြောတတ်ပါဘူးရှင်ဒါပေမဲ့အခုတင်ရတော့တော်တော်ကိုကြက်တည်မင်္ဂလာမရှိရတဲ့ကြက်တည်မင်္ဂလာမရှိဘူးကျွန်မအမှန်တိုင်းပြောပြရပါရှင်အဲ့တင်ရပါလဲဆိုရင် NUG ကတစ်စခန်းထားပြန်နေရှင်ဒီအပိုင်းမှာအထွေထွေထိုးစစ်ကြီးဆိုတော့ကိုလှုပ်ဖို့အတွက်သူတို့ကြံစီနေကြပါရှင် အလုံးတည့်တဲ့အတိုင်းပဲ UNG ကဝင်ကြီးဆိုသူပေါ့နော်အစိုက်ဘရင်ကြီးဒေါက်တာဇော်ဝေဆိုးဟာဆိုရင်မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့ပါရှင့်သူရောက်လာတဲ့အကြောင်းရင်းကတော့ဒီသူတို့ UNG ရဲ့ယာယီသမ္မတဆိုတဲ့ပုံကိုတူးရှိပါတယ်ဒူဝါလက်ရှိလာပေါ့နော်ဒီပုံကိုကဆိုရင်သူ့ညွှန်ကြားခဲ့ပါရှင့်ဒါကြောင့်2025ခုနှစ်မှာဆိုရင်နှစ်စမ်းပိုင်းမှာသူကပြည်ပနေမြန်မာနိုင်ငံကိုပြန်လာတာပါရှင့်အပြီးပြန်လာလဲသူတို့ပြောပါရှင့် โอเคပြောင်းလာပြီးရဲ့အချိန်မှာဆိုရင်သူအားလုံးသိရတဲ့အတိုင်းပဲလူမှုကွယ်ပေါ်မှာသူအဲ့လိုပေါ့နော်တောထဲမှာလိုက်ပြီးတော့ကြီးရှူလေးလာပါပေါ့ရှင်အဲ့လိုပေါ့နော်အဲ့လိုပေါ့ဘယ်လိုပြောလဲ for show ကိစ္စလေးပေါ့နော်အားလေးတွေကိုဝတ်စားစင်မှုအပြည့်စုံနဲ့တန့်ပြန့်စွာနဲ့လှုပ်ဆောင်နိုင်မြင်တွေ့ရတယ်အဲ့ပြီးတော့ရှင်ကလေးရှပ်ပိုင်းရဆိုရင်မြေအောက်စေအောင်စောင့်မယ်ဆိုလားအလှခံနေတဲ့ဒေါ်လာ၄သိန်းပေါ့နော်အဲ့ဒေါ်လာ၄သိန်းတော့လည်းအဲ့လိုပဲကျွန်မအကြံပြုလိုက်ပါသေးရဲ့ future တဲ့ရဂျပန်မှာ ဟိုဒေါ်လာရင်းကလူအားပေးမယ်ကုညီမယ်ဆိုပြီးတော့ရှုပ်ဖွဲ့လုပ်တယ်လေအဲ့မှာဒေါ်လာ၄သိန်းရတယ်အဲ့၄သိန်းတောင်းလိုက်ပါလားလို့အကြံပြုလိုက်တယ်သူတို့တောင်းဖြစ်လာတော့မသိဘူးသွားတောင်းဖြစ်လဲဟိုကပေးလားမပေးလားတော့မသိဘူးအရှင်အဇလန်အလိုရှိရကျွန်မအဲ့ဒါလေးအကြံပြုလိုက်တယ်ရရှင်သူတို့အစင်ပြေကြရလားမသိဘူးကျွန်မအကြံညာနဲ့ပေါ့နော်အဲ့တော့ဟိုအစင်တော့ပြင်မဖို့မပေါ်ပါဘူးရှင်မပေါ်ပါဘူးနော်။ဘာကြောင့်လဲဆိုတော့သူတို့ကကိုဂျိုးစည်းဝါးရရှိရဆိုတော့လေယူကျော်သိန်းကဒေါ်လာ၄သိန်းရတယ်ဆိုတော့မှအဲ့ဒီမှာသူတို့ရှိုးပွဲငှားတဲ့ခန်းမစိမ့်နှုတ်ရမယ်။ အစိုးရကနှုတ်ဝမ်းမယ်အဲ့ဒီမှာသူတို့ volunteer တွေခါတွေနှုတ်ဝမ်းမယ်အားလုံးနှုတ်ပြီးတော့မှဒီပတ်စံပိုးတဲ့ပတ်စံဒေါ်လာရေးတဲ့သွားပါလေဆိုတော့ဒေါ်လာ၄သိန်းရဘယ်လိုမှပြည့်စရာအကြောင်းမရှိဘူးပေါ့နော် ဟိုသူတို့လေးသိန်းရလို့တသိန်းရောက်ရင်တော့ကံကောင်းအချိန်ကြီးအဲ့လိုလည်းရှိပါရဲ့ရှင်ဒီတော့အခုဆိုရင်ဒီကိစ္စတွေကနေပြီးတော့ဒီတော်လန်ရေးပေါ့နော်သူကမြန်မာပြည်ပြန်လာတဲ့ခါကျတော့သူတို့စုဝေးပြီးတော့လှုပ်ဆောင်နေရတခုရှိတယ်ဒီဥယီမုံလည်းပြောထားတယ်ပြီးတော့88မျိုးဆက်ចောင်းသားကောင်းဆောင်ဆိုသူဥမင်းကိုနိုင်လည်းပြောထားတယ်ရှင်သူတို့အထွေထွေထိုးစစ်ကြီးတခုလုပ်မယ်ပေါ့နော်သူတို့အထွေထွေထိုးစစ်ကြီးကဘယ်နေဆိုတာတော့သူတို့မပြောနိုင်ဘူးလေဒါပေမဲ့လှုပ်ဖို့လှုပ်မှာပြီးတော့ထူးခြားချက်အနေနဲ့ဘာပြောထားလဲဆိုတော့အဲ့ဒီအထွေထွေထိုးစစ်ကြီးရဲ့မှာမြန်မာနိုင်ငံသားအားလုံးပါဝင်ရမယ်တဲ့ရှင် ဘယ်လိုမျိုးစစ်တမ်းကောက်ပြီးတော့ဟိုမဲဆန္ဒခံယူထားလဲတော့မသိဘူးအကောင်လုံးပါမယ်လို့ပြောတာပဲမိဘမျိုးတို့ပါချက်ပါလိုက်ကြကျမတို့မပါအောင်ကျမတို့တော့တယောက်လျှော့ပေးနော်တို့ရဲ့ထရီထိုးစစ်တမ်းမှာကျမတို့မထည့်နဲ့ကျမတို့တယောက်လျှော့ပေးနော်တို့ကအဲ့လိုမျိုးအကောင်လုံးခြုံငုံတုံးတက်ပြီးတော့ပြောတတ်လို့ဒါတို့ဆိုတနိုင်ငံလုံးကထောက်ခံတယ်လို့ပါလို့လေအဲ့လိုမျိုးပေါ့နော်အဲ့အန်ယူဂျီကိုထောက်ခံတာဗနသန်ပန်း50တန်းရမနိုင်မှာရှိညလို့အကုန်လုံးသူတို့ထောက်ခံတယ်ဆိုတာကြီးပဲမြန်မာနိုင်ငံမှာရှိရမှာလူကြီး50တန်းပဲရှိရ50တန်းတော့သူတို့ထောက်ခံတယ်ဆိုတော့ ဒါဆိုတက်ချုပ်ကောသူတို့ထောက်ခံနေရလားကျမလို့မေးရတော့မယ်ဟုတ်တယ်ငါးဆတန်းတန်းလုံးမှာတက်ချုပ်လည်းပါရလေအဲ့တော့သူတို့တက်ချုပ်ကထောက်ခံနေရလားနိုင်ဟိုအစိုးရအဖွဲ့ဝင်တွေအားလုံးသူတို့ထောက်ခံနေရလားပြောပါဦးအဲ့ဒါဆိုရင်တော့ကျမကိုလျှော်လိုက်အဲ့ဒီငါးဆတန်းတန်းထဲမှာကျမကျမကိုလျှော်လိုက်ကျမမပါဘူးသူတို့ကျမမထောက်ခံဘူးအဲ့လိုပဲအခုအထူးတွေထိုးစစ်ထဲမှာလည်းပြည်သူအားလုံးပါဝင်ရမယ်ဆိုတော့မိဘပြည်သူတို့ပါခြင်းပါကြကျမကိုမပါဘူးကျမကိုလျှော်ပေးကျမမပါနိုင်ဘူးသူတို့ဘက်ကနေအဲ့လိုတော့ရှိရယ်နော်ဒီတော့အထူးတွေထိုးစစ်ဟာဆိုရင်တော့မိဘပြည်သူတို့နားလည်လို့ပြောရမယ်ဆိုတော့ ကျမောက်နိုင်ငံရဲ့စစ်ပွဲကြီးကိုအရှိန်မြင့်တယ်မှာပေါ့ရှင်အစိုးရဆုံးပြည်စည်းမှုစီကိုမြင့်တယ်မဲ့သဘောတရားပေါ့နေရာတိုင်းမှာစစ်ပွဲတွေဖြစ်မယ်မိဘပြည်သူတို့မထင်မှတ်တဲ့မျိုးတွေမှာကစစ်ပွဲတွေဖြစ်လာပြီးတော့ပြည်စည်းဆုံးရှုံးမှုတွေကိုမိဘပြည်သူတို့မျက်ဝန်းထင်ထင်မြင်တွေ့ရမှာပါရှင်ဒါကသူ့ရဲ့အထွေထွေထိုးစစ်ဆိုတာကြီးအောင်မြင်သွားခင်လို့ပြောတာပါမအောင်မြင်တော့လေအရင်လိုပဲဟိုနားတစ်ပွက်ဒီနားတစ်ပွက်ဖြစ်ပြီးတော့ ီအရာတော်လှန်ရေးဆိုတဲ့ခေါင်းစဉ်ကိုဆက်လက်ကင်ဆွဲပြီးတော့အကြမ်းဖက်လုပ်ရက်တွေကိုဆက်လက်လုံဆောင်နေအောင်မှာဖြစ်ပါရှင့်။ဘယ်ဟာကိုပဲရွေရွေတိတ်တော့တတ်တာချောင်ချီရတော့မရှိပါဘူးဘောနော်အလိုလည်းရှိခဲ့။ပြီးတော့ကျွန်မအနေနဲ့နေချင်တာကဟုတ်ပြီ NUG ကအခါကျရင်ကျွန်မတို့လူရဲလုံဆောင်ချက်တွေကိုလက်ခံပေးပြီးတော့ဆွေးနွေးရတဲ့ကိစ္စတွေလည်းရှိရပါဘောနော်။အဲသူတို့စိတ်ကူကဒီလိုဆိုတော့ဟုတ်ပါပြီနော်။ဒီ NUG ကိုကျွန်မမေးချင်တာဟုတ်ပြီဒါဆိုရင်အထွေထွေထိုးစစ်ဆိုပြီးခုကျင်းရတယ်။ဒီထိုးဒီတိုက်ပွဲဟာဆိုနောက်ဆုံးတိုက်ပွဲပုံစံသူတို့ပုံဖော်ထားတယ်ဆိုရင်ဒါတကယ်ပဲနောက်ဆုံးတိုက်ပွဲလား။ ျမတိကျမေးခြင်းလဲ။ဘာကြောင့်လဲဆိုတော့တို့ဒီတိုက်ပွဲတွေဆင်နွယ်ခဲ့တဲ့ကာလမှာနောက်ဆုံးတိုက်ပွဲဆိုပြီးတိုက်ခဲ့တဲ့တိုက်ပွဲတွေအကြီးပဲ။ဘယ်ဟာနောက်ဆုံးလဲဆိုတော့ကျမလည်းမသိဘူးမသေးကိုရဲ့လို့ရှင့်။အဲကျမတခါတိုက်ရံမေးတာအခုဒီအထွေထိုးစစ်ဆိုတဲ့ဟာကိုလုံနိုင်သွားခဲ့လို့ရှင့်။ဒါနောက်ဆုံးတိုက်ပွဲဖြစ်မှာလား။ဒီတိုက်ပွဲမှာရှုံးသွားလို့ရှင့်တကယ်ပဲဒီကိစ္စကြီးရောဆုံးသက်ပါလား။ပီတက်တွေအကုန်လုံးလက်နက်တွေဖြုတ်သိမ်းပြီးတော့အကြမ်းဖက်သမားဘဝနဲ့အကုန်လုံးစွန့်လို့ပြီးတော့ကျမနိုင်ငံစစ်ပွဲတွေအားလုံးပြီးဆုံးအောင်တာဝန်ယူပေးမှာလားရှင့်။အဲ့ဒါတွေကိုအညစ်အကြေးကျမမေးခြင်းနဲ့ ပြီးတော့စစ်ပွဲကလုံလိုက်ပြီဆိုရင်ဖြစ်နိုင်ခြေနှစ်ခုပဲရှိအောင်နာနဲ့ရှုံးနာနဲ့ဟုတ်တယ်နော်โอเคတုံးသွားပြီဆိုတော့ဒါအရင်တိုင်းပဲဒုံရင်းပဲဖြစ်မှာမြန်မာတက်မလို့နိုင်မယ်ကျမတို့နိုင်ငံမှာဒီမိုကရေစီပြန်ရအောင်စူးစမ်းမယ်ဒီလိုပဲကျမတို့တလိမ့်လိမ့်နဲ့နိုင်ငံတော်တိုးတက်ရေးစီသွားအောင်ပါလေဒါကကိစ္စတရက်ဒါဖြစ်စဉ်တစ်ခုပေါ့နော်โอเคအန်ယူဂျီကနိုင်သွားခဲ့ပြီရှိတော့စိတ်ကူးရင်လည်းပဲကျမမေးတာနော်နိုင်သွားခဲ့သည်ရှိတော့အန်ယူဂျီအရင်နိုင်ခြင်းနဲ့မလားနိုင်ခြင်းလုံးလို့စူးစမ်းနေကြတယ်โอเคနိုင်ခြင်းရဲ့နောက်ကဟာကိုစီစဉ်ထားတာရှိလား နိုင်သွားခဲ့သည်ရှိတော့ကျွန်မပေးနိုင်တယ်နော်စိတ်ကူးရင်လည်းကျွန်မပေးနိုင်တယ်ချားလူလို့ကျွန်မမဟုတ်ဘူးကျွန်မလူလိုလိုက်တယ်โอเคမင်းဖြစ်ချင်ဖြစ်ချင်တဲ့အတိုင်းမင်းစိတ်ကူးရင်စမ်းဆိုကျွန်မကိုစိတ်ကူးပေးရှင်မန်းအညူကြီးရလူတွေအညူကြီးထောက်ခံတဲ့သူတွေအညူကြီးနိုင်သွားပါပြီဟုတ်ပြီမြမတက်ပြော်ပြီးမရှိတော့ဘူးအညူကြီးရလူတွေအကုန်လုံးနိုင်ငံခြားနေပြန်လာကြပြီဒီမှာအစိုးရလုတ်ကြပြီဆိုရင်ပြည်ထောင်စုကြီးကိုဘယ်လိုမျိုးအမွေခွဲကြမှာလဲရှင် KIA ကအညူကြီးရဲ့အညူကြီးအစိုးရလက်အောက်မှာနေမယ်တဲ့လား။ AA ကအညူကြီးရဲ့အစိုးရလက်အောက်မှာနေမယ်တဲ့လား။ ကရင်ပြည်နယ်မှာရှိရဲ KNU တို့နေကြားဆောက်တက်တို့အညူကြီးလာအောင်မနေမယ်တဲ့လားရှမ်းပြည်နယ်ကမြောင်များစွာသော လက်ချိုးရည်လိုတော့မရတော့လက်နက်ကင်တွေကရှမ်းလက်နက်ကင်ဝဒေသတွေပလောင်လက်နက်ကင်ကိုကန့်လက်နက်ကင်အားလုံးကအညူကြီးလာအောင်မနေမယ်တဲ့လားအဲ့လိုပြောလားအဲ့ဒီကတိစကားရထားလားအဲ့စာချုပ်တွေရှိထားလားပြောပါအောင်သူတို့အားလုံးကလိမ္မာရေးချရှိစွာနဲ့အညွကြီးအောင်မှနေမယ်တဲ့လားမေးကြည့်ကြပါဦးရှင်အညွကြီးတစ်ချက်လောက် ကျမရေးရေးပြောရဲမြန်မာနိုင်ငံမှာ NUG အစိုးရလာဖြစ်ခြင်းမြန်မာနိုင်ငံခုထက်ပိုဆိုးလဲမယ်ရှင်သိကြတယ်။ဘာကြောင့်လဲဆိုတော့တိုင်းသားလက်နက်ကံတွေကိုတတလုံးအုပ်ဆိုးလာနိုင်ခဲ့တဲ့တပ်မတော်ကိုတော့မှသူတို့ကမထီမဲ့ပြင်လုပ်နေရ NUG ကဘာမလို့လဲ NUG ကပတ်စံပေးလိုက်လို့ရှင် PDF တွေအသက်ကိုတော့ရောင်းစားနေရဖွဲ့စည်းလေဒီဖွဲ့စည်းပြည်တော်စုမှာအစိုးရလာလုပ်တဲ့ဆိုမှတော့သူတို့ကလက်ခံမတည်လားစစ်ညာလှုပ်လိုက်ကြအောင်ပေါ့ရှင်အစိုးရနေရအောင်လှုပ်လိုက်ကြအောင်ပေါ့ အညူဂျီနဲ့အိမ်မှာ KIA နဲ့ချမလားအညူဂျီနဲ့ AA နဲ့ချမလားအညူဂျီနဲ့ KNU နဲ့ချမလားအညူဂျီနဲ့မှာရှမ်းပြည်ကအဖွဲ့ပေါင်းသက်သန်းနဲ့ချမလားဆက်ချကြပါဘောညီမညီမဘရောမှာစစ်ပွဲပြီးမှာမဟုတ်ဘူးရှင်ဘသူမှလည်းအစိုးရဖြစ်မှာမောတာသေးကြတယ်မယုံစမ်းကြည့်လိုက်ပါဒီတော့ကျွန်မတို့နိုင်ငံကိုတိုင်းတာတစ်ခုတည်းထပ်ပြီးတော့ဖျက်ဆီးအောင်မလားမသိတဲ့အထွေထွေထိုးစစ်ကြီးကိုသူတို့တွေလှုပ်ဆောင်မလားမလှုပ်ဆောင်မလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါဘောရှင် တက်မတော်ကတို့အလှင်မြအုပ်နိုင်နေဆိုတော့တို့မလုံဆောင်နိုင်ဘူးပေါ့အလှင်မြမအုပ်နိုင်တော့လုံဆောင်သွားမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့လုံဆောင်သွားပြီးရဲ့နောက်မှာဆိုရင်တို့မှဘာဖြေမှမရှိဘူးဒါကိုလည်းမြင်တွေ့ရတယ်ဒါပြင်ဟိုအမေရိကန်နောက်ခံရှိရဲ့ NUG အနေနဲ့မြန်မာနိုင်ငံမှာအစိုးရဖြစ်ပါပြီတဲ့တရုတ်နိုင်ငံကအလှကြည့်နေမယ်တဲ့လားသူကပြောလဲမေးကြည့်လိုက်ပါအောင်ခိုးကဘာပြန်ပြောမလဲလို့အလှကြည့်နေမယ်တဲ့လားရှင်မြန်မာနိုင်ငံမှာအမေရိကန်နောက်ခံရှိရဲ့ဘယ်အင်အားစုမှရှင်သန်နေထိုင်လို့မရအောင်ဆိုတာမသိကြရလည်းမဟုတ်ဘူးရှင် တည်ရတာနဲ့ကျမနိုင်ငံအခြေအနေလေးကိုနားလည်ရတာနဲ့မဖြစ်နိုင်တဲ့လမ်းကြီးကိုရှောက်ပြီးတော့သွေးစွန်းနေကြတာရှင်သွေးစွန်းအောင်လုပ်နေကြတာအဲ့အတိုင်းမျိုးမငဲ့တာအမေရိကန်နိုင်ငံဆိုတာကျမတို့နိုင်ငံကိုခေဆက်ဆက်ကျိုးကန့်ချဲလဲဖို့အမြဲစူးစမ်းနေတာဘာကြောင့်လဲဆိုတော့ကျမတို့ကတရုတ်ရဲ့အိန္ဒိယချင်းနိုင်ငံဖြစ်နေလို့ကျမတို့ကကဘာကြီးပေါ်မှာနေရာစပြီးချထားကြတဲ့ကတရုတ်နိုင်ငံဘေးနားမှာမရှိဘဲနဲ့ဟောတခြားနေရာမှာရှိရဲဆိုတော့အမေရိကန်ကျမတို့လက်အောင်ကြီးမှာမမြန်ဆောင်းတော့ဖို့မှာမဟုတ်ဘူးဒါဟာပထဝီနိုင်ငံရေးရှင် ီတော့ကျမတို့အမေရိကန်နိုင်ငံစေတနာရှိလုံးလုံးနောက်နိုင်ငံတွေကစေတနာရှိလုံးလုံးကျမတို့လာပြီးတော့စီမံကုကဲပြီးဒီမိုကရေစီဆိုတာကိုရိုက်သွင်းတာမဟုတ်ဘူးရှင့်တရုတ်ကိုထိန်းချုပ်ခြင်းနဲ့အတွက်ကျမတို့ဂျားကန်နေဖြစ်အုံပြုနေတာဒါလေးကိုနားလည်ဖို့လိုပါတယ်နော်အဲ့လိုနားမလည်မချင်းရတော့ကျမတို့နိုင်ငံမှာဒီအင်အားစုပြန်ဆိုင်မှုတွေကြားထဲမှာအနေထိုင်မတက်စွာနဲ့ပြည်စီဆုံးရှုံးမှုတွေဖြစ်နေအောင်ပါပဲရှင့်။ဒါကြောင့်ကျမတို့ညံရှိရှိကြော်ပြတ်တတ်ဖို့လိုတယ်။ကျမတို့နိုင်ငံသားတွေစီးလုံးဖို့လိုပါရဲ့ရှင့်။အဲ့လိုမှမဟုတ်ရင်တော့လေအသုံးချကြံပဲဖြစ်မှာပေါ့ရှင့်။ ဟုတ်တယ်မလားနောက်နိုင်ငံအသုံးချလိုက်အရှေ့နိုင်ငံအသုံးချလိုက်အလယ်နိုင်ငံအသုံးချလိုက်နဲ့ကြားတော့လည်းဘာဖြစ်လဲကျမတို့လူကြီးရ50တန်းနေပြီးတော့ယော့ယော့ယော့နောက်ဆိုတန်း40တန်း30နောက်ဆိုဘယ်နှတန်းမှတော့ကြာမှာမဟုတ်ဘူးမျိုးဆက်တစ်ခုစာမျိုးတုံးသွားနိုင်နေရှင့်မြန်မာနိုင်ငံအခွန်မဲ့ကြံလဲကြောင်းအဲ့ဒါဇလန်ပြီးသွားအဲ့ဒီမှာဘေးနိုင်ငံတွေအကုန်လုံးတယောက်တစ်ချမ်းရှူလိုက်ကြပြီးသွားအေးသွားအဲ့ဒါဇလန်ရှင်သွားမဟုတ်ဘူးလားအဲ့လိုဆိုတော့ရတာအဲ့ဒါကြောင့်လည်းမရကြအောင်ဒါလေးကိုနားလည်ဖို့လိုတဲ့ကြောင်းမျိုးပြောချင်တယ်အဲ့ကြောင့်ကျမတို့ရှင်တို့ရဲ့ထွတ်ထွတ်တိုးစစ်ဆိုတာယူကြောက်တယ်ပေါ့နော်ဘာဘာကြောက်လဲဆိုတော့ ကိုလည်းဒီလိုစစ်ဖြစ်နေတဲ့ဒေတာတွေကိုကျင်းစာတယ်ကိုနေရဲ့နေရာမှာလည်းစစ်မဖြစ်စေခြင်းအောင်ရှင်မိဘပြည်သူလည်းကျမတို့စိတ်ဆန္ဒပဲရှိမှာပါအဲ့လိုမှမဟုတ်ပဲနဲ့စစ်တွေဖြစ်စေခြင်းနဲ့ဆိုတော့လည်းခေါ်ပေါ်ရှင်ဒါကိုစိတ်ကြိုက်ပေါ့နော်တို့မြို့တို့မြို့မှာစစ်ဖြစ်ရှင်တဲ့သူနဲ့စစ်မဖြစ်ရှင်တဲ့သူပေါ့နော်အင်အားပြန်ကြတဲ့ခါမှာစိတ်ဆွမ်းအားတွေပေါ့ပြန်ကြတဲ့ခါမှာစစ်ဖြစ်ရှင်တဲ့သူကများရင်တော့အဲ့ဒီမြို့ကစစ်ဖြစ်မှာပဲစစ်မဖြစ်ရှင်တဲ့သူကများရင်တော့အဲ့ဒီမြို့စစ်မဖြစ်ဘူးကျမတို့အဲ့လိုပဲယုံကြည်တယ်လူတွေလိုချင်တာရတဲ့ခေတ်ကျမတို့တကယ်လိုချင်တာရတယ်ဒီလားစစ်တွေဖြစ်စေခြင်းတဲ့လူများတဲ့နေရာတွေမှာစစ်တွေအရန်ဖြစ်တာ အရာတောင်သူတို့ကောင်းကောင်းကြီးခံစားရတာနောက်ဆုံးထွက်တက်ထိခံစားသွားတာရှင်ပြောရမှာဆိုနောက်ဆုံးထွက်တက်ထိခံစားသွားတာဆိုတော့ကျမတို့ဘာအရာတောင်လိုချင်လဲဆိုတော့ကိုယ့်အောင်စင်းတာကိုယ့်အောင်စင်ခြင်းကိုယ့်ကိုတွေးတော့ကြပါရှင်ဒါလေးပဲပြောချင်ပါတယ်နော်အယူကြီးကတော့ကြည်ကြည်မှလှုပ်ဆောင်မှုအတွက်ရွေးချက်ရှိနေတဲ့အတွက်မြမတံမောင်ကလည်းသတိမူကြပါသတိမူလို့ရှင်မြူကိုတော့မြင်ပါတယ်ရှင်သတိမမူတဲ့အခါမှာဂူကိုတော့မမြင်ပါဘူးနော်ဒါလေးကတော့အရေးကြီးတဲ့အကြောင်းလေးပြောချင်ပါတယ်ရှင် လူကြိုးရေးကိစ္စတွေကတော့ကျမတို့အများကြီးအကြံပြုတတ်ပါအောင်ရှင့်ညီမတက်မတော်ကတင့်တယ်လို့စီမံမယ်လို့ယုံကြည်ပါတယ်ညီမတက်မတော်ကိုပဲကျမတို့အားကိုးပါတယ်ရှင့်ကျမတင်းသုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းသားပြစေရှင့်ကျမတို့ prime media တင်းသုံးသက်ချက်လေးတွေကိုအမြဲတမ်းပဲတ िश ူအားပေးခဲ့ကြတဲ့ပြီးပတ်ပြသူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျမတို့ prime media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်